အားလုံးပဲမင်္ဂလာပါကောင်းမွန်သောမနက်ခင်းလေးကနေပြီးတော့ပြန်လေပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောမနက်ခင်းလေးကနေပြန်လေပြီးကြိုအော်ဘယ်လိုဖြစ်လဲနောက်ခါပြန်ထားလိုက်ပါအဲ့တော့ယူရမှာကျွန်တော်စပါပွဲကြည့်ပြီးဘူးနာပေါ့နော်အဲ့ဒါပြီးတော့မှနောက်မှာပဲပြီးပြောတော့ပေါ့နော်ဒါကျွန်တော်တို့လက်ရှိမှာတကယ်ကိုပေါ့နော်ဒါဘာပြောလို့ပြောရမှန်းမသိတဲ့ဒါ ပွဲလိုတော့မပြောရမယ်တဲ့မှာပါအမှန်တမ်းပြောမှဒါကျွန်တော်တို့ဒီနေ့မှာကျွန်တော်သုံးပွဲကိုတပြိုင်တည်းကြီးဖြစ်နေတယ်ဒါအခုလက်ရှိနောက်ကလိုက်တင်ကိုကြည့်မယ်ဆိုဒါကျွန်တော်ဘောလုံးပွဲပြပြချင်းပြောတာကိုတွေ့ရမယ်တဲ့မှာပါတယ်ဗျနော်အဲ့တော့လက်ရှိဒါကျွန်တော်တို့အခုအဲကျွန်တော်သုံးပွဲကြည့်တယ်ပထမဆုံးပွဲစဉ်ကဒါကျွန်တော်တို့ CD နဲ့ဒါကျွန်တော်တို့ဘဘူးအာဖူဟန်နဲ့ပွဲစဉ်ကျွန်တော်ကြည့်တယ်ပြီးရင်ကျွန်တော်တို့ဒါဘာစလိုနာအက်တလတီကိုမက်ဒရစ်3-1ပွဲစဉ်ကြည့်ရပဲစပါနေဒါကျွန်တော်နျူကာဆီ2-2ပွဲစဉ်ကြည့်တယ်ဗျနော်အဲ့တော့ပြောမယ်ဆိုရင်အကောင်ဆုံးကဒါကျွန်တော်စိုက်မိုဒမီဆီယာမယ်တော်တော်လေးကိုမဆိုးဘူးဘာလို့လဲဆိုတော့ဒါကျွန်တော်လက်ရှိမှာဒါအဲ ဘာစနာဟုဆိုကျွန်တော်စီဒီပွဲ30မိနစ်လောက်ပြီးမှဒါကျွန်တော်ဘာစနာပွဲလာတယ်ဘာစနာရဲ့ဒါကျွန်တော်30မိနစ်လောက်ဥပမာ15မိနစ်လောက်နေမှဒါစပါပွဲလာတယ်ဒါကျွန်တော်ပြောချင်တာအကုန်လုံးကဗိုင်းလူလာနေခဲ့ပေမဲ့ဒါကျွန်တော်နာ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 ပြီးကြည်လို့ရတယ်ပေါ့နော်ပြောချင်တာစီဒီပွဲကိုကျွန်တော်ဒါအတန်ရှင်ပြေဝါရခဲ့တဲ့နေသားမှရှိတယ်ဒီနေ့ပွဲစဉ်မှာစီဒီအသင်းနေနဲ့ဒါပုံမှန်လင်းလင်းပြောမလို့ရှိမှတိုက်တဲ challenge လုပ်ချင်တယ်ဆိုရင်တော့မှ ခန်းစစ်ပိုင်းကတကယ်စကားအများကြီးပြောဘူးလို့လာခဲ့တဲ့အနေအထားမှာရှိတယ်။ဒါလက်ရှိမှာ Lee United နဲ့ဒုံငါပြဿနာပုံစံအတိုင်းပဲစီးရီးသစ်နဲ့ဆက်လက်ပြီးဖြစ်နေတဲ့ပြဿနာတစ်ခုနဲ့မြင်နေတယ်မှာပါတယ်။ခန်းစစ်ပိုင်းကတခါအကျရင်အရန်ကြီးတစ်ဖက်အသင်းကိုဒါကျွန်တော်တို့လက်ရှိအော်ငါတို့ကတော့ comfortable win နေပါတယ်ကွာ။အေးအေးဆေးဆေးဖြစ်ပါစီကွာဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ခဲ့ရတယ်မှာပါတယ်။ဒီနေ့ပေါ်မှာ CD အသင်းအနေနဲ့ဒါတချို့သော movement မှာကား ကံကောင်းလို့ပေါ့ကွာဆိုတဲ့ဒါ feeling မျိုးတွေရရှိခဲ့တာဖြစ်ပြီးတော့ City သင်းရဲ့ဒီနှစ်ရဲ့ခံစက်ကတော်တော်လေးကိုပြောစရာတစ်ခုဖြစ်လာခဲ့တယ်။ဒါပေမဲ့ at the end of the day မှာတော့သုံးမှတ်ရခဲ့တယ်လက်ရှိမှာတော့ City သင်းနေတာ Arsenal သင်းတဲ့တပွဲပူဆော့ထားခဲ့ပြီးတော့နှစ်မှတ်အကွာကနေနောက်ကနေ pressure ပေးနိုင်ခဲ့တာဖြစ်တယ်။ City သင်းနဲ့လက်ရှိမှာသူတို့လုတ်စရာရှိတာလို့ပြီးသူတို့လုတ်နိုင်တဲ့ဘက်ကနေအကောင်းဆုံးလုတ်ပြတ်ထားခဲ့တော့တွေ့ရမှာဖြစ်ပြီးတော့တကယ်လို့ဒါကျွန်တော် သဘောကျဖို့ကောင်းတဲ့အနေအထားတစ်ခုကိုဒီညမှာပြန်တွေ့ခဲ့ရအောင်ဘာဒါမဲ့လက်ရှိမှာခြေစွမ်းပိုင်းอ่ะခြေစွမ်းပိုင်းอ่ะကျွန်တော်ခင်ဗျားကျွန်တော်ကျွန်တော်ဒါကျွန်တော်တို့ CD ပြိတ်တက်ရောက်နေနေခင်ဗျားတို့မေးကြည့်မယ်ဆိုကျွန်တော်မေးကြည့်မယ်ကျွန်တော်ဒါအားရကျွန်တော်မရှိဘူးဘောတော့တခါကျရင်ဘာဖြစ်ချင်နေမှမသိတဲ့တဲ့တဲ့ခင်ဗျားတို့တွေ့ရမယ်ဒါဒီနှစ်ပွဲစဉ်မှာတချို့သော movement တွေမှာကျွန်တော်သိရမြင်ရတဲ့အချက်တခုကိုပြောပြပါဆိုရင်ဒီနှစ်ပွဲစဉ်လိုမျိုးကြည့်မယ်ဆိုရင်ဒါကျွန်တော် Nico Gonzalez တရောက်အသင်းမှာဘလောက်ထိဒါ impact ကြီးမလဲဆိုတော့တွေ့ရမယ်ဒီမှာပါတယ် Nico Gonzalez ရဲ့ဒီနှစ်ပွဲစဉ်မှာဒါ defensive midfielder နေရာကထွက်လိုက်တဲ့အချိန်မှာဒါကျွန်တော်တို့ check ီရဲ့အသွင်ကိုနှစ်ခုစတိုက်ဆိုလို့စတိုက်ပြီးမြင်ခဲ့ရတယ်မှာပါတယ်။နှစ်ခုတည်းကလည်းရှိမှဒါကျွန်တော်တို့ဟိုကျွန်တော်မနေ့က web 51ဆိုတာကိုကျွန်တော်လက်ခံလို့ရတယ်။ Okay ဒါခုနကပြောခဲ့တာ။ Okay ဒါကျွန်တော်ပထမပိုင်းမှာ begin စကြာလဲနဲ့မှာဒါကျွန်တော်41ဖြစ်သွားခဲ့တယ်။ဟိုဆို31ဖြစ်သွားတယ်။31ဖြစ်ပြီးဒါကျွန်တော်နောက်ကနေဒါနှစ်ခုဒါထပ်လိုက်ပြီး51ဖြစ်သွားတယ်။ comfortable ဝင်ဗျာ။ဒါပြောမယ်ဆို comfortable ဝင်ဖြစ်နေတဲ့အချိန်မှာဒါကျွန်တော်52ဖြစ်တယ်။ Okay အဲ့လောက်ထိကျွန်တော်နားလေတွေ့ရတယ်။ Okay series နဲ့52ကျွန်တော်ပြန်ပြီးတော့ goal ဆို53ဆိုကျွန်တော်တိတ်ပြီးမှာ။ဘာလို့ဆို check quiz ကအရန်ကောင်းနေတယ်နော်။အခုနောက်ပိုင်းဒါကျွန်တော်တို့စပါးနဲ့ပေါ်စမှာဒါအားကောင်းခဲ့ဆိုလက်ရှိကျွန်တော် check quiz ကိုကျွန်တော်တောက်လျှောက်ကြည့်နေ။ ဒီနေရာမှာတည်တည်တတ်ပဲလက်ရှိမှာဒါကျွန်တော်တို့နီကိုကွန်ဇာလက်ဆွတ်သွားတဲ့အချိန်မှာဒါ CD အသင်းရဲ့ဒါကွင်းလင်ရှေ့ကပြတ်သွားတယ်လို့ပြောလို့ရတယ်ဒီပြနေကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်ကွင်းလင်ဘိုင်းကိုဒါတို့ defensive midfielder မရှိတော့ right now ပြဿနာပါเนาะဒါကျွန်တော် Guardiola ကိုယ်တိုင်မမြင်တာလားတော့မသိဘူး Guardiola နည်းနည်းလက်ရှိမှာဒါဒီလိုမျိုး तू တုံးကြည့်နေတာနည်းနည်းများလာခဲ့ပြီအဲ့ဒါကပါဆို Reinders ကို तू defensive midfielder ဘက်ကို तू push လုပ်ကြည့်နေတယ်သူနေတာကိုလက်ရှိမှာဒါပြန်ကြည့်မယ်ဆိုရင်တော့ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ဒါ ဟာဂျွန်စတုန်းကိုဒါကျွန်တော်ထည့်လိုက်တယ်ဆိုမိုက်ကကွင်းလေပိုင်းကိုဒါကျွန်တော်တို့ပို့ပြောမယ်ဆိုဗျမသူအနူနစ်ကဒါကျွန်တော်ကွင်းလေကိုဝင်သွားတာမဟုတ်အိုရိုင်ဒီကကွင်းလေကိုဝင်ပြီးဖြည့်ပြီးတယ်ဒါဒီလိုပုံစံမျိုးတွေဒါပေမဲ့ပြန်ကြည့်မယ်ဆိုသူအနေနဲ့တစ်ချက်ချက်ကိုကြည့်လိုက်မယ်ဆိုရိုင်နစ်ကဒါကျွန်တော်ကွင်းလေ defensive midfielder ကိုတစ်ချက်ချက်ဝင်ဝင်ပြီးဖြည့်နေရတယ်ဒါပြောချင်တာဒါဒီလိုပုံစံမျိုးဒါရှေ့ကနှစ်ပွဲသုံးပွဲပုံစံမျိုးကိုလည်းတွေ့ရမယ်တယ်မှာရိုင်နစ်ကိုဒါသူအနေနဲ့ဒီ DM ရောက်ရူးကိုဒါဖြည့်ဖို့တော့သူတူးတူးကြတယ် riders ရဲ့ဒါကျွန်တော်တို့ natural position အဲ့ဒါမှမဟုတ်တော့ retirement riders doesn't build for this kind of shit ဗျာကျွန်တော်ကိုယ်ဝင်လေးပြောအောင်ဆိုတော့ဒါပြင်းသွားတဲ့အတွင်းကိုကြည့်မယ် rider ရဲ့ကစားပုံကရှင်းရှင်းလေး foreign နဲ့ riders ရဲ့တကယ် complement ဖြစ်တယ်ဆိုတော့ဆက်ပြီးတွေးကြည့်အဲ့ဒါမှပါတယ်ကျွန်တော်ပြောခဲ့တယ် foreign နဲ့ riders ပွဲထွက်တိုင်း foreign က performance ကပြီးဖြစ်မယ်ဘာကြောင့်လဲ rider နေနဲ့ foreign ကိုဒါကြောင့် space ရှာနေ foreign က riders ကို space ပြန်ရှာပြီးဒါကမှ Allen Haaland နဲ့တွေ့လိုက်ရင်တကယ်ကောင်းသွားနိုင်တဲ့နေရာမှာပါတယ်ကျွန်တော်အနေနဲ့မြင်တယ်ဒါမှမဟုတ်ဒါကျွန်တော်တို့ပြန်တော့ save ရတယ်ကျွန်တော်တို့ပြန်ပြီးတော့အတိုးလုပ်နေတယ်ပြန်တွေ့ရတယ်မှာပါတယ်ပေါ့အဲ့တော့ တခါကျရင်မြဂွားကြီးကကောင်းနေတဲ့ဥစ္စာတကူသူကိုယ်တိုင်ရိုက်ချိုးပြီးဆက်သက်မှုတွေကိုပြုလို့ရင်သူကိုယ်တိုင်ပြည့်ရှိတယ်ဒါမှမဝင်လင်းပြောမှာဆိုရင်အဲ့တော့တစ်ဖက်ကဒါကျွန်တော်တို့လက်ရှိဒါဖူဟန်တဲ့ဖူဟန်တဲ့ကဒီနေ့ပုံစံမှာတကယ်ပြုတ်ပြုတ်ပြုံခံခဲ့ရတယ်မှာပါတယ်တကယ်ဒါ demolition လုပ်ပြခဲ့တယ်တယ်မှာပါတယ်လက်ရှိမှာဒီနေ့ပုံစံမှာသူတို့ရဲ့ cancel ပိုင်းကဆုတ်ပြတ်တက်နေတယ်ဆိုတာကိုဒါ CD အသင်းကမိမောင်းထုတ်ပြခဲ့တယ်တော်တန် hospital တဲ့ဒီအသင်းရဲ့ cancel ကိုဘယ်လိုဖြစ်လို့တကိုးပဲသွင်းနိုင်ခဲ့လဲကျွန်တော်ကိုကျွန်တော်အခုချိန်ဒီလည်းမစဉ်းစားနိုင်သေးဘူးပေါ့နော်အဲ့တော့ အဲ့ဒီမှာလည်းနေနေဒီနေ့ပုံစံမှာငကိုးအတွင်းတစ်လုံးဖန်တီးတယ်တကယ်လို့ဒါကျွန်တော်တို့ စနာဖောပလီစဆန်တွေ့ခဲ့တယ်ဒါရိုင်းနက်စ်ကိုသူပေးသွားတဲ့ပုံသူတကယ်ကိုဒါကြောင့်ဆောက်ထားကြရလိမ့်မယ်ဒီနေ့ပွဲစမှာအဲလန်ဟာလန်ရဲ့စထရိုက်ကာဆိုတာတဲ့ဆိုင်စနာဖောပူဆန်ခဲ့တဲ့နီးတနီလို့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့လုံးဝမှားမယ်တော့မထင်ဘူးဒါပေမဲ့ဒီနေ့ပွဲစမှာအဲလန်ဟာလန်ကိုကျွန်တော်သဘောကျတယ်သူအနေနဲ့ခါတိုင်းပုံစံမျိုးတော့ကွဲထွက်ပြီးစနာဖောကူမာလာကျွန်တော်လက်ရှိမှာသူဘလူနဲ့တွဲကစားရမယ်တသိန်းလုံးနဲ့ဒါကျွန်တော်တက်ချန်ကူလာဒါကျွန်တော်တို့ဒါ over run လာဒါကျွန်တော် over lap လာဒါတွေကလုံးသူဒီနေ့ပွဲစမှာဆုံးရှုံးရှုံးဖြတ်နိုင်ခဲ့ဒါပေမဲ့ဒီနေ့ပွဲစဉ်ကိုကြည့်ပြီးတော့ City အသင်းနဲ့ထပ်ပြီးပြောချင်တာက right back ကစားသမားလိုပါတယ် City အသင်းနဲ့လက်ရှိမှာ Liverman တို့မကောက် ဂျာမင်ဆင်းပဲကူကူဒါကျွန်တော် right back နေရာမှာဘယ်သူပဲကန်ကန်ကန်မှုလို့တယ်တကယ် natural position right back နေရာကိုဆော့နိုင်မဲ့ကစားသမားတယောက်ကိုလူကူလူတယ်လို့မြင်တယ်ပြီးရင် city အသင်းနဲ့တစ်ချက်တစ်ချက်လက်ရှိမှာဒါ set piece တွေမှာအားနေလာခဲ့တာကိုတွေ့ရမယ် set piece တွေကလက်ရှိမှာကျွန်တော်ဒေါ်နာရောမှာပဲဒါကျွန်တော်တို့အမ်မကြသေးလို့ဘာဖြစ်လို့လာမသိဘူးနော်ဒေါ်နာရောမှာနေတဲ့လက်ရှိမှာတစ်ချက်တစ်ချက်မပေးသင့်တဲ့ပေးကူတွေကိုဒီကစားသမားနေပေးနေရတွေ့ရကျွန်တော်ဒါကျွန်တော်ပွဲကြုံသုံးတဲ့ချက်မှာကျွန်တော်ခင်ဗျားတို့ပြောခဲ့တယ်လို့ပဲရွှေဘတစ်ခါကျရင်ဘာတွေလုပ်မှန်းမသိတဲ့ပြဿနာတွေခင်ဗျားတို့တောက်လျှောက်တွေ့ရမယ်ဒီမှာပါတယ်အဲ့တော့ဒီနေ့ပွဲစမှာဒါပဲအဓိက city သင့်တဲ့ဒါ performance တိုက်စစ်ပိုင်းရဒါကျွန်တော် ဘယ်နဲ့နဲ့တော့ triple နဲ့မဟုတ်ဘူး အထရီဘယ်နေမဟုတ်ဘူးဆိုတော့ဖလားလေးလုံးယူတယ်ဖလားဘူပရီးမီးယားလေးလုံးဆိုနှစ်ယူတယ်နဲ့ခက်ဆက်ဆက်သွားစင်တယ်ခန်စစ်ဘိုင်းကတလော်ဟော်ဒီပေးခဲ့ရတယ်တိုက်စစ်ဘိုင်းကတောက်ရှော့လိုက်ပြီးပြန်ဖို့နိုင်ရတယ်ဆမ်းအကန်ကောင်းတာကဖူတန်ပြန်တက်လာတဲ့အချိန်နဲ့ဒါခန်စစ်ဘိုင်းတလော်ဟော်ပေးရခြင်းနဲ့ကွက်တီသွားကြရလိမ့်မယ်နဲ့ဒါပေမဲ့ဒီလိုပုံစံမျိုးနဲ့တိုက်တဲ့ challenge arsenal လိုက်ပြီးတော့ pressure ပေးမှဆိုအင်မတန်မှခက်ခဲမနေတာမှရှိတယ်ဖူဟန်လိုသင်းမွက်လက်ရှိမှာတိုက်စစ်အရန်ကောင်းတဲ့အတွက်တော်တော်မဟုတ်ဘူးဒါပေမဲ့လည်းပြောစူဟန်သင်းရဲ့လက်ရှိမှာတိုက်စစ်မဆိုးတဲ့အတွက်တော့မဲ့ city သင်းရဲ့ခန်စစ်ကိုလေးကိုသွင်းနိုင်ရင်အတွက်တော်တော်မဟုတ်နေဘူး စီရီတင်ခံစစ်ကိုတိုင်ကအားနေလို့လီဂိုပေးလိုက်ရတယ်ကျွန်တော်ရေပုတ်ကူရေးရမှာကျွန်တော်က100%မြင်မိရတယ်မှာပါတယ်မြည်တို့ပင်စိုးစီကမလက်ရှိမှာဒါကျွန်တော်စီရီတင်ကဒိနေပွဲစမှာဒါကျွန်တော်ပြောင်းလဲမှုတချို့တွေတွေ့ခဲ့တယ်ဒီပြောင်းလဲမှုတွေလည်းကျွန်တော်နေ red welcome ပဲဒါပေမဲ့ရှင်းနေဗျာကျွန်တော်ပြောရဲကွင်းထဲမှာ Foden Riders Gonzalez 3ယောက်ရှိတယ်ဆိုတော့ဒီဒီ3ယောက်က complement အရင်ပေးတယ်။ဘာလို့လဲဆိုတော့ခုနကပြောခဲ့တာကျွန်တော် Gonzalez နေနဲ့ကျွန်တော်တို့ Riders နဲ့ Trail Soldier Riders နဲ့ Foden တို့ Foden Riders ပြောချင်တယ်ဗျာဒီနေ့ပွဲစမှာဒါကျွန်တော်တို့ Jeremy Doku လေ Jeremy Doku ဆက်ဆက်ဆက်ပြီးတွေးခဲ့ရတယ်။ဒါကျွန်တော်ကစားသမားတွေကြော်ဖြတ်ပြတယ်ပြီးရတော့ရှင်အဲ့တော့ ဒီနေ့ပုံမှန်နောက်ထပ်တရား savio savio ကိုကြည့်ပြီးလက်ရှိမှာကျွန်တော်အနေနဲ့ကျွန်တော်အသေးနဲ့ပေါင်သန်း80ကစားသမားမွေခဲ့တာတော့မှကျေးဇူးတရားမှုတော့ဖြစ်ခဲ့တယ်အခုကျမှာကိုယ့်အကောင်တိုက်ဆက်မှာတိုင်ပတ်နေကျမှာ savio သာသန်း80ပေးဘူးကံကိုယ့်အနေနဲ့ဘလောက်တောင်ဆဲမိနေမလဲမသိဘူးနော်လက်ရှိမှာ city breakdown တရား savio ဒီပွဲစဉ်တွေကြည့်ပြီးနောက်မှာတော်တော်လေးကိုပို့ပို့ပြီးတော့စိတ်ပြတ်နေမယ်ဆိုတော့လက်ခံရမယ်အနေထားမှာရောက်လာခဲ့တယ် savio ကဒီတိုင်းဆိုတာကျွန်တော်လာမယ့်ဒါကြောင့်ဒီနှစ်ဆောင်းမှာအကယ်၍ sammy new good ဒါ city တင်နေတာကျွန်တော်ပေါင်65သန်းနဲ့ခေါ်ယူနိုင်ခဲ့မယ် savio နောက်နှစ်ကျဒီခြေတိုင်းဆက်ကစားရမယ်ဆိုရင်တော့ဒိုးကန်ရဖို့အတွက်ရာဂိုင်နှုန်းတွေများပါ ါမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်လက်ရှိမှာဒါနီးပြနေနောက်တစ်ခုကျွန်တော်တို့ဒါမေးစရာလူတာကဘာလဲဆိုတာကျွန်တော်ဒီလောက်တိုက်စစ် option တွေများနေတာဒါလက်ရှိမှာ51လည်းဖြစ်နေပြီ။ Oh mama မရှိဘာလို့ဘာလို့မထည့်လဲ။လက်ရှိမှာဒါကျွန်တော်သူ့နေရွေးချယ်စရာအများကြီးရှင်ထက်စရာအများကြီးရှင်ဒါပေမဲ့ကျွန်တော်ပြောတာပဲ CVO လိပြနေတာလို့မဖြစ်ဘူးသူသိနေတယ်။ မမတ်ကိုဘာလို့သူနဲ့ opportunity မပေးလဲဆိုတော့သူကျွန်တော်တွေးကြဒါပေမဲ့တချို့သော moment တွေမှာဘောနော်လက်ရှိမှာဒီနေ့ပွဲစမှာတွေးကြည့်မြင်ကြည့်ရဆိုရင်အများကြီးအများကြီးရှိမယ်ဒီနေ့ပွဲစမှာရွှေဘကရွှေဘမဆန်နေတာတော့တိတ်ပြီးတော့မကြအောင်ချက်ခွေးစီနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်လက်ရှိမှာ super sub နဲ့တွေးကြရတယ်ဒါ46မိနစ်မှာဝင်လာခဲ့ပြီတကယ်ကိုလှပသေးတဲ့အချိန်တွေတခုခြေစွမ်းတွေကိုပြသခဲ့တယ်ချက်ခွေးစီကကျွန်တော်မနိုင်ပြောသူ့ကိုဒါကျွန်တော်တို့သူ AC Milan ကတင်နေဟုတ်တယ် AC Milan ကလေးကကျွန်တော်သူ့ဒါကျွန်တော်တို့ gain နဲ့မှာခဲ့တဲ့သဘောကျတာဖြစ်တယ်မြန်နေလှင်နေဒါ ending လေးတွေမစိုးဘူးလို့ပြောလို့ရတယ်အဲ့တော့ဒီနေ့မှာတော့ဒါကျွန်တော်လက်ရှိဒါနီးပြနေတာဒါပြောင်း ဲမှုတချို့ပြုလုပ်လာခဲ့ပြီးကွင်းလယ်ပိုင်းမှာ Emily Smith တို့ကိုတုံးခဲ့တယ်တောင်ပေါ်မှာဒါကျွန်တော်စပါးနဲ့ပွဲစဉ်ကဒါကျွန်တော်ကိုးသွင်းသွားခဲ့တဲ့ဝူဆန်ကိုတုံးလာခဲ့တာကိုတွေ့ရမယ်ဒီမှာပေါ့အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါခုနပြောပြီး City အသင်းနဲ့ဒါအားရချင်တော့မှုကြည့်မယ်ဆိုတော့ Arsenal အမှတ်ပြန်ကတ်လာပြီသူတို့လောက်ချရှိတာလောက်လာပြီ Arsenal အသင်းနဲ့လုံးဝအမှားမခံတော့ဘူးနောက်က City အသင်း pressure ပေးလာတယ်ဆိုတော့အေးရောင်နေဇလိုက်ဇလိုက်ဇလိုက်တွေ့လာခဲ့တယ်ဒါကလုံးဝအပေါင်းလက္ခဏာဆောင်တဲ့ City အသင်းနဲ့ဒါမျိုးကိုပဲဇလိုက်တွေ့ရအောင်ဒါပေမဲ့မကောင်းတဲ့ဥစ္စာကလက်ရှိမှာဒါမဆိုင်နဲ့ဘာမှအတိတ်ပဲမရှိတဲ့အတွင်းကိုတွေကိုပေးနေရတာက City အသင်းနဲ့ပြန်ကြည့်မှာတော်တော်လေးကိုစိတ်ပြတ်စရာကောင်းတယ်လို့မြင်တယ် ကျွန်တော်ဒီနေ့မှာ 5G အနေနဲ့ City ပြည်သက်တယောက်အနေနဲ့ဘယ်တော့မှမဒါကျွန်တော်ဖူဟန်အသင်းကိုဒါကျွန်တော်5190နဲ့လက်သေးကြိုက်ပြီးပွဲကြည့်ရမယ်လို့ဘယ်သူမှမျှော်မှန်းခဲ့မှာအခုလက်ရှိမှာဒါကျွန်တော်အေးပြအကျိုးတော့နတ်တာပေါ့နော်ပြည်သက်တယောက်အနေနဲ့ပြန်ကြည့်မယ်ဆိုဟာမဆိုးပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ဥစ္စာမျိုးတော့ခံစားရမှာဒါပေမဲ့ခင်ဗျားကြိုက်မှာမဟုတ်ဘူးဆရာကမြန်မာစီးပွားရေးတန်းနေဆိုဒီလိုပုံစံမျိုးကြီးခင်ဗျာခင်ဗျာအသင်းခင်ဗျာအားရမှာမဟုတ်ဘူးနိုင်သွားတဲ့ pressure ရတာကျွန်တော် Arsenal gap လုံနိုင်တယ်ဒါပေမဲ့ခင်ဗျာအသင်းခင်ဗျာလုံးဝအားရနေမယ့်အနေအထားမှာမရှိကျွန်တော်ခင်ဗျာ grand league လုပ်ရတယ်အဲ့တော့ tight set ကိုတော့ဆောက်ရမ်းမိုက်နေတယ်ဖူဒန်ပြန်လာပြီတကယ်ချီချူးပုံကောင်းနေတယ်ဒါပေမဲ့ cancel ပိုင်းကော အဲ့ဒီမိကိုနေမောင်မြောင်ဆိုတဲ့ကျွန်တော်ဒီနေ့အပွဲပြီးသုံးတဲ့ကျန်းမိုင်းနားကျင်းအားလုံးကြိုးတူပါတယ်ကောင်းမွန်တော့ဒါကျွန်တော်ဒီလေးနေ့ဖြစ်ပါစုမောင်အောင်တောင်းပြီးနေပဲကျွန်တော်တော့ကောင်းပြီးပါအောင်တေးပါဗျာ